င်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ဝီယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ထရမ့်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို အနောက်ရှက်ပေးနေတဲ့ဥရောပနဲ့စစ်ခင်းမှုအသင့်ရှိတဲ့ကြောင်းပူတင်ကတတိပေးလိုက်တဲ့သတင်းပြင်သစ်သမ္မတမက်ခွန်းရဲ့တရုတ်ပြည်ခီးစင်မှာယူကရိန်းစစ်ပွဲနဲ့အတူ ကုန်သွယ်ရေးကိစ္စဆွေးနွေးသွားမယ်ဆိုတဲ့သတင်းနဲ့ အိန္ဒိယအစိုးရကဖုန်းသစ်တိုင်းကိုစောင့်ကြည့်နိုင်မဲ့ application တွေထည့်သွင်းမှုအမိန့်ထုတ်လိုက်တဲ့သတင်းတို့ပဲဖြစ်ပါတယ်။Ну, европейцы не молчат, они обижаются, что <coughs> <coughs> их как бы uh, отстранили от ведения переговоров. Но хочу отметить, что их никто не отстранял. Они сами отстранились. အမေရိကန်စိုးရရဲ့ငင်းကြမ်းရေးရဖို့ကြိုးပမ်းမှုကိုဟန်တာနောက်ရှက်လျက်ရှိတဲ့ဥရောပနဲ့စစ်ခင်းမှုအသင့်ရှိတဲ့ဆိုပြီးဒီဇင်ဘာလ2ရက်နေ့မှာရုရှားသမ္မတဗလာဒီမာပူတင်က ကြုံဝါလိုက်ပါရီအဲ့နောက်ဒေါ်နယ်ထရမ့်ရဲ့ကိုယ်စားလှယ်တွေဖြစ်ကြတဲ့စတီဖ်ဝစ်ကော့ဖ်နဲ့တူဂျရက်ကက်ရှနာတို့ဟာပူတင်နဲ့မော်စကိုမှာ9နာရီကြာဆွေးနွေးခဲ့ကြပေမဲ့တိုးတက်မှုအရေးရောင်တော့မတွေ့ခဲ့ရပါဘူး အဲ့နောက်ဒီဆွေးနွေးပွဲဟာအပြုသဘောဆောင်ပြီးယူကရိန်းကျက်တဲ့ပြည်လဲဖို့မနည်းဆက်လာသေးဘဲလုတ်ဆရာတွေအများကြီးကြံနေသေးတယ်လို့သာ Kremlin ရဲ့အကြံပေးဖြစ်သူ Yuri Ushakov နေနဲ့ပြောတော့ပါရီအထူးသဖြင့်နယ်မြေထိန်းချုပ်ခွင့်မြင်သတ်မှတ်ရေးလိုမျိုးအ धिक အချက်တွေမှာနှစ်ဖက်သဘောတူညီချက်မရသေးတာပဲဖြစ်ပါရီ အဲ့ဒီဆွေးနွေးပွဲမစတင်ခင်ပူတင်ကဥရောပဟာအမေရိကန်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်တွေကိုကာစီးနေပြီးစစ်ဖြစ်ခြင်းတဲ့ဘက်မှာယက်တီလျက်ရှိကြောင်းစွပ်စွဲထားပါတယ်။ရုရှားဟာဥရောပနဲ့စစ်မတိုက်ချင်ပေမဲ့လည်းဥရောပဘက်ကစလာမယ်ဆိုရင်တော့အခုပဲရုရှားအနေနဲ့အသိရှိပါတယ်ဆိုတဲ့မှတ်ချက်ကိုပြောဆိုသွားခဲ့တာပါ။ဒါပြင်ရုရှားအနေနဲ့ဥရောပဘက်ကတောင်းဆိုချက်တွေကိုလက်ခံနိုင်မှာမဟုတ်ဘူးလို့လည်းဖြည့်ဆွက်ပြောသွားပါတယ်။ လက်ရှိအနေအထားအရထရမ့်နဲ့ပူတင်ကြားနောက်ထပ်ထိပ်သီးဆွေးနွေးပွဲတစ်ခုပြုလုပ်ဖို့အတွက်မရှိသေးတဲ့အကြောင်းရုရှားအနေနဲ့အတည်ပြုထားပါတယ် နောက်ထပ်သတင်းဒီပုတ်အနေနဲ့ဒီဇင်ဘာလ3ရက်နေ့ကတရုတ်နိုင်ငံကိုပြည်သစ်သမ္မတအီမန်နျူရယ်မက်ခွန်းရောက်လာခဲ့ပြီးသမ္မတရှီကျင်းဖင်ဝန်ကြီးချုပ်လီချန်းတို့နဲ့ပြည်သူ့ခမ်းမဆောင်ကြီးမှတွေ့ဆုံသွားဖို့ရှိနေပါတယ်။ဒါ2019ခုနှစ်ကမက်ခွန်းသမ္မတတာဝန်ဆက်ယူပြီးနောက်ပိုင်း၄ချိန်မြောက်နိုင်ငံတော်ခီးစဉ်ဖြစ်တရုတ်ပြည်မကြီးကိုရောက်ရှိလာခဲ့တာပါ။ အိမ်နောက်၄နှစ်နီးပါးကြာယူကရိန်းစစ်ပွဲအဆုံးသတ်ရင်းနဲ့ကုန်သွယ်ရေးကိစ္စရပ်တွေအတွက်မက်ခွန်းနဲ့ရှီရိုကြားဆွေးနွေးသွားဖို့ရှိနေပါတယ်။ပြည်ထောင်နိုင်ငံခြားရေးဝန်ကြီးဂျွန်နိုအယ်ပါဟိုကာရောဗလာဒီမာပူတင်ရဲ့ရုရှားကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့အတွက်လမ်းညွန်ပေးတဲ့နေရာမှာတရုတ်ရဲ့အခန်းကဏ္ဍဟာအရေးကြီးပါတယ်ဆိုပြီးမှတ်ချက်ပြုသွားပါတယ်။ 2023 April လမှာ Macron ရဲ့နောက်ဆုံးတရုတ်ခီးစဉ်နဲ့2024 May လအတွင်းရှီကိုတိုင်းပြင်သစ်ကိုလာရောက်ခဲ့စဉ်ကအလားတူညှိနှိုင်းတာမျိုးတွေရှိခဲ့ပေမဲ့လည်းတည်တာထင်ရှားတဲ့အောင်မြင်မှုတော့မရရှိခဲ့ပါဘူး။အနောက်နိုင်ငံတွေဘက်ကရုရှားအနေနဲ့စပီးစပွဲဆင်နွှဲနိုင်အောင်အရေးပါတဲ့စီးပွားရေးရထောက်ပံ့မှုတွေပြုလုပ်နေတယ်လို့ပေကျင်းအစိုးရကိုဆွဆဲထားပါတယ်။ အထူးသဖြင့်ရုရှားရဲ့ကာကွယ်ရေးကဏ္ဍအတွက်လိုအပ်တဲ့စစ်ဖက်ဆိုင်ရာအစိတ်ပိုင်းတွေကိုတရုတ်ကထောက်ပံ့ပေးနေတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဗျင်သစ်သမရရုံရဲ့ထုတ်ပြန်ချက်ထဲမှာတော့မက်ခွန်းကရှိကိုရုရှားအတွက်တရုတ်အနေနဲ့ဘလို့နီးလန်းမျိုးနဲ့မဆိုဘာအထောက်ပံ့မှမပေးအပ်ဖို့အတွက်တိုက်တွန်းမှုရှိတဲ့ကြောင်းဖော်ပြထားပါတယ်။၃ရက်ကြာတရုတ်ခီးစဉ်မတိုင်ခင် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကိုပါမက်ခွန်ကပါရီမြို့မှာလက်ခံတွေ့ဆုံခဲ့ပါတယ်။ဒီချိန်ထဲမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းဒီစစ်ပွဲဆုံးသက်ရေးအစီအစဉ်ကိုနှစ်ဖက်စလုံးသဘောတူလာအောင်တွန်းအားပေးလျက်ရှိပါတယ်။ဒါပြင်ဥရောပသမဂ EU ဟာတရုတ်နိုင်ငံနဲ့ကုန်သွယ်တဲ့နေရာမှာဒေါ်လာ350ဘီလီယံထိလုံငွေပြနေတဲ့အလျောက်မက်ခွန်အနေနဲ့ကိုစားပြုပြီးသဘောတူညီချက်တစ်ခုရအောင်ကြိုးပမ်းသွားရဖို့ရှိနေပါတယ်။ ဆက်လက်တင်ဆက်ပေးမှာကတော့အိန္ဒိယအစိုးရဟာပုလိကကုမ္ပဏီတွေကိုဖုန်းသေရောင်းချတဲ့အခါမှာနိုင်ငံပိုင်စိုက်ဘာလုံခြုံရေး application တွေထည့်သွင်းပေးဖို့အတွက်ညွှန်ကြားလိုက်ကြောင်းသိရပါတယ်။ဒါကြောင့်အိန္ဒိယကဖုန်းအသုံးပြုသူတွေအကြားအစိုးရရဲ့စောင့်ကြည့်နိုင်ခြင်းနဲ့ကုရီးကိုတာအချက်လက်တွေပေါက်ကြားလာမှကိုစိုးရိမ်ရရှိကြပါတယ်။ ။တချိန်တည်းမှာပဲဒီဖုန်းထုတ်လုပ်သူတွေကအစိုးရရဲ့ app တွေထည့်သွင်းဖို့ဆိုရင်ရက်90အထိကြာမြင့်နိုင်တယ်လို့အဲ့ဒီစနစ်ကိုပိတ်ချတာမျိုးနဲ့ကန့်သက်ထားတာမျိုးလဲလုပ်လို့ရမှာမဟုတ်ကြောင်းဖော်ပြထားပါရီ။အဲဒီကနေတဆင်အိန္ဒိယနိုင်ငံသားတွေဝယ်ယူထားတဲ့ဖုန်းအမှတ်တစိပ်စစ်မစစ်နဲ့စက်သွေးရေးအရာအလွဲသုံးစားလောက်တာတွေကိုတည်င်းပို့နိုင်မှာဖြစ်တယ်ဆိုပြီးအစိုးရအနေနဲ့တုံ့ပြန်ထားပါတယ် အိန္ဒိယနိုင်ငံဟာလူဦးရေ1.2ဘီလီယံနဲ့အတူကမ္ဘာအကြီးဆုံးဖုန်းစည်းကွက်ရှိရာနေရာဖြစ်ပြီးအခုလိုမျိုးအစိုးရစောင့်ကြည့်နိုင်မဲ့ app တွေထည့်တာကနိုင်ငံသားအခွင့်အရေးကိုချိုးဖောက်တာဖြစ်ကြောင်းဝေဖန်ထားကြပါတယ်။အဲ့ဒီ app ထည့်ထားမယ်ဆိုရင် ဖုန်းခေါ်ဆောင်မှုတွေနဲ့အတူ message ပေးပို့မှုပေါ်ထိန်းချုပ်နိုင်တဲ့အပြင်ဖိုင်တွေဓာတ်ပုံတွေနဲ့ဖုန်းကင်မရာအထိပါဂျားဝင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 2025နှစ်လယ်ပိုင်းထိအိန္ဒိယမှာဖုန်းအသုံးပြုသူပေါင်း935သန်းရှိပြီး Apple ရဲ့ iOS စနစ်အသုံးပြုသူ4.5ခန့်နှုန်းသာရှိကာအများစုက Android ဖုန်းတွေကိုအသုံးပြုနေကြတာပဲဖြစ်ပါတယ်။ဒီလိုမျိုးပြည်သူတွေအသုံးပြုတဲ့ဖုန်းကိုကန့်သက်ထိန်းချုပ်တာမျိုးကအိန္ဒိယတနိုင်ငံတည်းမှာရင်မဟုတ်ပဲရုရှားမှာပါတင်းကျပ်တဲ့စောင့်ကြည့်မှုတွေပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့တရုတ်နိုင်ငံမှာလူဦးရေအကျက်တဲပိုပြီးနှဆိုင်လာတာကြောင့်အနည်း30တွင်ပထမဆုံးဖြစ် ကုနှုံးຫນွေပေါ်အခွန်ကောက်ခံတော့မှာဖြစ်ပါရီအခုလိုမျိုးအခွန်ကင်းလုတ်ခွင့်ပယ်ဖျက်လိုက်တာဟာတရုတ်အနေနဲ့စိုးရိမ်ရလျက်ရှိတဲ့အသက်ရဲ့ကြီးရင်သူတွေများပြလာတာအလုတ်သမားရှားပါလာတာနဲ့ရေရှည်ဖွံ့ဖြိုးမှုနှေးကွေးလာတာတွေကြောင့်ပဲဖြစ်ပါရီတရုတ်အစိုးရဘက်က မိသားစုနဲ့တက်ဆိုင်တဲ့ဥပဒေတွေတင်းတင်းကြပ်ကြပ်ပြဋ္ဌာန်းခဲ့ပြီးနောက်ကုနှုံးတွေကိုအခွန်73ရာခိုင်နှုန်းထိကောက်ခံသွားဖို့ရှိနေပါတယ်။အရင်ကတရုတ်နိုင်ငံဟာလူဦးရေတဟုန်တိုးများပြားလာမှုကိုထိန်းချုပ်နိုင်ဖို့အတွက်ကုနှုံးတွေပေါ်အခွန်ကင်းလွတ်ခွင့်ပေးခဲ့ပြီးနောက်အခုလိုမျိုးမူဝါဒတွေတဖန်ပြောင်းလဲလာခဲ့တာပါ။ 1996ကနေ2015ခုနှစ်အထိတအိမ်တော်ကိုကလေးတယောက်သာယူရတဲ့စနစ်ကြောင့်ဒီကလေးမွေးဖွားနှုတ်ဟာဆယ်စုနှစ်များစွာကြာအောင်တဖြည်းဖြည်းချင်းကျဆင်းလာခဲ့ပါရဲ့2024တုန်းကဆိုရင်လေလူတထောင်မှာကလေးမွေးဖွားနှုတ်ဟာ6တသမခွန်ခွန်ရာခိုင်နှုန်းသာရှိခဲ့တာကိုတွေ့ရပါတယ်။ဒါပြင်တရုတ်ပြည်မှာယောက်ျားလေးတွေသာပိုပြီးလိုချင်ကြတဲ့အလျောက်မိန်းကလေးတွေမွေးဖွားလာတဲ့အခါစွန့်ပစ်တာမျိုးထိရှိလိုနေပါတယ်။ တရုတ်ပြည်ကကလေးတူးကိုအသက်18နှစ်ထိပြုစုပြုထောင်သွားမယ်ဆိုရင်ယူရိုငွေအဖြစ်6000ကျွဲကျော်ထိရှိနိုင်တာကြောင့်မိဘတွေအတွက်ကုန်ကျစရိတ်အများဆုံးနိုင်ငံတွေမှာပါဝင်နေတယ်လို့သိရပါတယ် Any child who is left behind for whatever reason, we want to make sure that they're included and that their rights are protected as well. Yeah, keep up the great work. ဆက်လက်တင်ဆက်ပေးမှာကတော့ မကြာသေးခင်မှာဖြစ်ပွားခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံရဲ့အဆိုးရွားဆုံးသောတဘာဝဘေးတွေတဲကတစ်ခုကြောင်းအနည်းဆုံးလူ953ဦးကို သေဆုံးစေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရေကြီးရေလျှံမှုတွေနဲ့မြေပြိုမှုတွေပါဖြစ်ပွားခဲ့ပြီးနောက်ထပ်904ဦးထိပျောက်ဆုံးလို့နေပါတယ်။ အိမ်နောက်အနောက်နဲ့မြောက်စူမတရာအပောင်ဝင်အာချေးပြည်နယ်တွေမှာပါတံတားတွေပြိုကျတာလမ်းတွေရေတိုက်စားတာနဲ့ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်တာမျိုးထိဖြစ်ပွားနေပါတယ်။ဒါကြောင့်မဲလူပေါင်း3တုသမ3တန်နီးပါးပေါ်ထိခိုက်မှုရှိခဲ့တယ်လို့လူဦးရေတန်တန်နီးပါးလဲဘေးလွယာတင်းရှောင်နေရပါတယ်။ အင်ဒိုနီးရှားအစိုးရဘက်ကပြန်လည်ထူထောင်ရင်းနဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေစေဖြစ်ပေမဲ့အင်ဂျီပေါင်း2800တိပျက်စီးခဲ့ရပြီးဖြစ်ပါတယ်။ဒါအပူပိုင်းဆိုင်ကလုန်းမုန်တိုင်းကြောင့်မိုးသက်ထန်စွာဇက်တိုက်ရွာသွန်းခဲ့တဲ့အလျောက်ဒီဘေးအန္တရာယ်ကြီးဖြစ်ပေါ်လာခဲ့ကြောင်းကြွမ်းကျင်သူတွေအနေနဲ့သုံးသပ်ထားပါတယ်။ အခုလိုမျိုးပြင်းထန်တဲ့ရာသီဥတုပေါ်တုတ်ပြန်တဲ့အနေနဲ့နောက်ဆုံးချိန်နေတင်ပြသွားမယ်မိုးလေဝသခန့်မှန်းချက်အကျဉ်းကြီးကိုပါတိုးမြင့်ထားပါတယ်ဆိုပြီး BMKG အစိုးရအေဂျင်စီဘက်ကတီးပြပါတယ်ဘာ နောက်ဆုံးသတင်းတပုတ်အနေနဲ့တရုတ်ပြည်မြောက်ပိုင်းကဇက်တိုက်ဆူသလိုအပူချိန်ကြာဆင်းလာမှုကြောင့်ကျွေးဝတဲ့အေးတဲ့အရင်းမြစ်တွေကိုကဘာလက်ခီးတဲ့တွေအတွက်ဆွဲဆောင်မှုတရက်ဖြစ်ပြောင်းလဲနေကြပါရီဟေလောင်ချမ်းပြည်နယ်ရဲ့ရေခဲဖုံးလွှမ်းနေတဲ့တစ်တောတွေထဲမှာခီးတော့ရတဲ့အတွေ့အကြုံနဲ့ရှင်ချမ်းပြည်နယ်ကနှင်းကြတာကို ခံစားနိုင်မဲ့အားလဲရဲ့အစီအစဉ်အထိရှိလို့နေပါရီ တရုတ်ပြည်ရဲ့မြောက်ဖက်အကြဆုံးမြို့မိုဟော့မှာ ဆိုရင်လေယထာစီးနှင်သူ ခီးတယ်ရီကရေခဲနဲ့အတူနှင်းတွေကိုပါတလျှောက်လုံးမြင်တွေ့ထန်စားနိုင်မှာဖြစ်ပါတယ်။တချိန်ထဲမှာပဲအရက်ဖက်လေးချောင်းလိုက်တွေက လေရင်ခီးစဉ်အရေးအတွက်ကိုတွုံးမြင့်ပေးထားတာတွေ့ရပါတယ်။ဒီဇင်ဘာလ၁ရက်နေ့ကနေ၅ရက်နေ့ထိပထမဆုံးနှင်းကြတဲ့အားလက်ရက်ဖြစ်သတ်မှတ်ထားပြီးစောင်းရသည့်အားလက်ရက်တွေကိုအကုန်ပေါင်းလိုက်မယ်ဆိုရင်၉ရက်လောက်ရှိလို့နေပါတယ်။ ။တရုတ်ပြည်မြောက်ပိုင်းအတွင်းမွန်ဂိုလီးယားကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလူမျိုးမာရောင်းစောင်းရသည့်ခီးတွားလုပ်ငန်းဟာအရှိန်ဟုန်နဲ့တိုးတက်လာခဲ့ကြောင်းဖော်ပြထားပါရ။အဲ့ဒီမှာမြင်းပွဲတွေနဲ့ကလပ်ဥပြန်ပွဲအပါဝင်နဘန်းနဲ့မျှပြစ်တာလိုမျိုးရိုးရာအားကစားနည်းတွေပါကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဟာဟာဆီဟာဟာဝမ်ကန်ဂျန်တဲ့ထွေးစလိုက်ဝါဇယ်စန်ချလိုက်တာ။ ်ဟုတ်ကဲ့ပါ နိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်ကတော့ကေဆက်နိုင်ပါ